မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့ဇွန်လ20ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရင်လစ်လက်ထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့မရရမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်နေတဲ့သတင်းရန်ကုန်မြို့မှာပန်းပန်သူနဲ့ပန်းကင်သူတွေကိုစစ်ကောင်စီကဖမ်းဆီးတဲ့သတင်းကျောက်ဖြူမြို့နယ်ပြိုင်းစေးကေရွာစစ်ကောင်စီကာကင်းစခန်းကိုအေအေးသိမ်းပိုက်တဲ့တဲ့ စစ်ကောင်စီကဝန်ထမ်းတွေကိုပါရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းဥက္ကဋ္ဌအဖြစ်တာဝန်ပေးရနိုင်တဲ့ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းတဲ့တဲ့စစ်ကောင်စီတရားရုံးကဒေါန်ဆန်းစုကြည်ကို အမှုစစ်ဆေးချိန်ထွက်ဆိုချက်တချို့ပေါက်ကြားတဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထိတဲ့တိုက်ခိုက်ခံပြီးစစ်ကောင်စီဘက်မှနှစ်ဦးသေဆုံးတဲ့တဲ့စစ်မှုထမ်းမဲ့ပေါက်သူတွေထွက်ပြေးလို့အင်အောင်စုစီရင်တွေတောင်းပြီးကြံရှိတဲ့သူတွေကိုဖမ်းဆီးသွားတဲ့တဲ့ ။အစ္စရေးကအမေရိကန်မပါဘဲအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနေရာတွေကိုဖျက်ဆီးနိုင်ကြောင်းပြောတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မရရမျိုးနယ်မှာစစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမရရမျိုးနယ်မှာမနေ့ကတနေ့ကိုစစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကမရရမျိုးအရှိချမ်းကိုပြန်လည်ဆိုးမိုးနိုင်ဖို့ ညပိုင်းမှာဂျက်ဖိုက်တာနဲ့လေကြောင်းကနေအပြင်းအထန်ပုံကျဲတိုက်ခိုက်နေတယ်လို့ထုံစံသိရှိရပါတယ်။ညကဂျက်ဖိုက်တာတွေနဲ့ကျဲပြီးလက်နက်ကြီးတွေနဲ့ပစ်တယ်။ပြည်သူတွေနေတဲ့အိမ်တွေကိုပဲပစ်တာပါ။စစ်ဆောင်နေရတဲ့သူအများများတယ်။ပြည်သူတွေတိုက်ဆုံတာထိခိုက်တာရှိတယ်လို့စစ်ဆောင်တအူးကမြို့တော်ကိုပြောပါတယ်။စစ်ကောင်စီကမရရမြို့အနောက်ဘက်ကိုအခိုင်အမာနေရာယူပြီးဒေသခံပြည်သူကာကွယ်ရေးတပ်တွေစိုးမိုးထားတဲ့အရှိတ်အချမ်းကိုပြန်လည်ရရှိဖို့ထိုးစစ်ဆင်နေတာလို့သိရှိရပါတယ်။ မနေ့ကထမ်းမင်ကုန်းနဲ့ဘုံကုန်းရွာကြားကိုဘုံကျဲတယ်။လက်နက်ကြီးနဲ့ပြစ်တာတွေရှိတယ်။မရယာမြို့နယ်တွေကရွာတွေအကုန်ကြီးပါစစ်ရှောင်နေရတယ်။စစ်ကောင်စီတပ်အထိုင်ချတဲ့အနောက်ချမ်းဘက်မှာကိုအရှိချမ်းကိုလူတွေအကုန်စစ်ရှောင်ပြီးအိမ်တွေဒီတိုင်းထားခဲ့ရတာလို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။မရယာမြို့နယ်ဟာမန္တလေးတိုင်းထဲမှာတည်ရှိပြီးတစ်တုံညာနှစ်ခုစစ်စင်ရေးဒုတိယလှိုင်းမှာမရယာမြို့အရှိချမ်းကိုတော်လိုက်ရေးတပ်တွေကတိုက်ပိုက်ခဲ့တာဖြစ်ပြီးမရယာမြို့နယ်မှာ ရက်ကွက်9ရက်ကွက်ကျေးရွာအုပ်စု83အုပ်စုနဲ့ကျေးရွာပေါင်း286ရွာရှိတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့မှာပန်းပန့်သူနဲ့ပန်းကင်သူတွေကိုစစ်ကောင်စီကဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ရန်ကုန်မြို့အင်းစိန်မြို့နယ်နဲ့မြောက်ကလာမြို့နယ်တို့မှာဒေါန်ဆန်းစုကြည်180ပြည့်မွေးနေ့အထိုင်းမှန်နေမှာအင်းကြီးဖြူပြဝစ်ထားတဲ့သူတွေကိုဖမ်းဆီးနေတယ်လို့စုံစမ်းသိရှိရပါတယ် ဇွန်လ19ရက်နေ့ကကြာရောက်ခဲ့တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့အထည်အမှတ်အဖြစ်ဖြူပြဝစ်ဆောင်ဝစ်တဲ့သူနဲ့ပန်းပန်တဲ့သူပန်းစည်းကင်ထားသူတွေကိုလှည့်ကင်းနေလှည့်ကလိုက်လံဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။အင်းဆိုင်ဖော့ကန်နာမှာအမျိုးသားလူငယ်၃ယောက်နဲ့အင်းဆိုင်အချင်းထောင်နာမှာအမျိုးသမီး၄ယောက်ကိုဖမ်းသွားတယ်။အမျိုးသမီး၄ယောက်ကနှင်းစီပန်းပန်းထားလို့လို့ကြားတယ်လို့မျက်မြင်တွေ့ရှိသူတဦးကမြို့တော်ကိုပြောပါတယ်။စစ်ကောင်စီကပန်းပန်လို့ဖမ်းဆီးခံရသူတွေကို ိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ကနဲ့အရေးယူတယ်လို့သိရှိရပြီးရန်ကုန်မြို့နယ်ကစီစီတီဗီမှတ်တမ်းတွေကိုလည်းလိုက်ယူနေတယ်လို့စုံစမ်းသိရှိရပါတယ်အမေစု180အထိမှတ်လုပ်တဲ့လူငယ်တွေကိုစုံစမ်းတာဖြစ်မယ်မြန်ကုန်မြို့နယ်ကဆိုင်တော်များများကို CCTV မှတ်တမ်းတွေလိုက်စစ်နေတယ်လို့ဒေသခံတဦးကပြောဆိုထားပါတယ်ဇွန်လ19ရက်နေ့ကမယန်းကုန်းမြို့နယ်ကဘာအေးဖျားလမ်းပေါ်ဂမုံပွင့်ကုန်တိုက်အနီးကလူကူကုန်းတရာပေါ်မှာ 80ချစ်တယ်ဆိုတဲ့စာတန်းချိတ်ဆွဲကဂုံပြုထားတာတွေ့ရှိရပြီးအဲ့ဒီစာတန်းချိတ်ဆွဲမှုကိုရန်ကုန်အခြေဆိုင်ပြည်တိုင်းတော်တပိတ်အဖွဲ့ကပြုလုပ်ခဲ့တယ်လို့သိရှိရပြီးစစ်ကောင်စီကအဲ့ဒီအဖွဲ့ကိုလိုက်လံစုံစမ်းတာလည်းဖြစ်နိုင်တယ်လို့ထပ်လောင်းပြောဆိုထားပါတယ်။နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့မတိုင်ခင်တရက်အလိုကလည်းမြန်မာနိုင်ငံအနှံ့ကမြို့ကြီးတွေမှာနှင်းစီပံကင်ထားတဲ့သူတွေကိုတန်တရားရှိရင်ဖမ်းဆီးစစ်ဆေးတာတွေလည်းပြုလုပ်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ တတိယသတင်းတပုတ်အနေနဲ့ကြောက်ဖြူမြို့နယ်ပြိုင်းစေးကေရွာစစ်ကောင်စီကာကင်းစခန်းကိုအေးအေးတိမ့်ပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်ပြည်ကြောက်ဖြူမြို့ပြိုင်းစေးကေကျေးရွာရှိစစ်ကောင်စီရဲ့ကာကင်းစခန်းကိုအရခတ်တပ်တော်အေးကတိုက်ခိုက်တိမ့်ပိုက်ခဲ့ကြောင်းသိရှိရပါတယ်။ပြိုင်းစေးကေကျေးရွာမှာရှိတဲ့စစ်ကောင်စီစခန်းဟာရဲတပ်ရင်း32ရဲ့ကာကင်းစခန်းဖြစ်ပြီးစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်အင်အားအများအပြားနဲ့ခံစစ်ဆင်ထားတဲ့နေရာဖြစ်ပါတယ်။ ကာကေးစခန်းကိုတိမ်ပိုက်မှုအတွင်စစ်ကောင်စီဘက်ကအများအပြားထိခိုက်သေးဆုံးခဲ့ပြီးတုံမှန်အဖြစ်ဖမ်းဆီးရရှိတဲ့သူတွေလည်းများကြောင်းသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ကျန်းစိတ်ကေကြေးရွာမှာစစ်ကောင်စီအင်အားအများအပြားနဲ့ခုခံနေတဲ့ကာကေးစခန်းကိုအေအေကအလုံးအရင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့အမှတ်30နှစ်ရဲတပ်ရင်းကိုလည်းဝိုင်းရံပိတ်ဆို့တိုက်ခတ်နေကြောင်းသိရှိရပါတယ်။ကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခု စစ်ကူပေးပို့ခြင်းမပြုနိုင်အောင် A ကဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားကြောင်း A ရဲ့ကြောက်ပြူမျိုးသိတိုက်ပွဲမှာစစ်ကောင်စီရဲ့နှမ်းဖဲထောင်တပ်စခန်းမင်းတပ်တောင်တပ်စခန်းနဲ့လက်ခမော်တပ်စခန်းတို့ကိုသိမ်းပိုက်ထားပြီးလက်ရှိအနေအထားအရအမှတ်32ရဲတပ်ရင်းကိုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်စစ်ကောင်စီကကြောက်ပြူစစ်မျက်နှာမှာအတားစီးရရေရဲတပ်သင်းမောတွေရောလေတပ်ကတိုက်လေရင်နေနေပါပြစ်ကူပေခုခံနေပေမယ့်တနေရာပြီးတနေရာလက်လွတ်နေရပါတယ် စစ်ကောင်စီဘက်ကတရုတ်စီမံကိန်းတွေရှိတဲ့ကြောက်ဖြူကိုအေအေဆက်မတိုက်နိုင်အောင်တရုတ်ဘက်ကဂျားဝင်ပေးဖို့မျှော်လင့်နေတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကဝန်ထမ်းတွေကိုပါရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းဥက္ကဋ္ဌအဖြစ်တာဝန်ပေးရနိုင်တဲ့ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းလိုက်တယ်လို့ဇွန်လ19ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တာကိုတွေ့ရှိရပါတယ်။စစ်ကောင်စီဘက်ကအခုပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝဲအစဉ်စဉ်ဖွဲ့စည်းရမှာဝန်ထမ်းတွေကိုပါဥက္ကဋ္ဌအဖြစ်တာဝန်ပေးရနိုင်မှာဖြစ်တယ်လို့သိရှိရပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုံမှန်14ကိုကော်မရှင်အနေနဲ့ကော်မရှင်အဖွဲ့ဝဲအစဉ်စဉ်ကို ဖွဲ့စည်းရမှာအများယုံကြည်လေးစားခြင်း ခံရတဲ့ပုံကိုယ်တွေနဲ့ဖြစ်စေနိုင်ငံဝန်ထမ်းတွေနဲ့ဖြစ်စေ အ ਨੇ ဆုံး၃ဦးနဲ့ဖွဲ့စည်းရမှာဖြစ်ပြီးအဲ့ဒီပုံကိုယ်တွေကတင်းလျော်သူတဦးကိုဩက္ကဋ္ဌအဖြစ်တာဝန်ပေးရရမှာဖြစ်ကသက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကို အတွင်ရမှုအဖြစ်တာဝန်ပေးရရမယ်လို့ပြင်ဆင်ပြထမ်းလိုက်တာဖြစ်ကြောင်းသိရှိရပါတယ်စစ်ကောင်စီကတတိယအကြိမ်ပြင်ဆင်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုပြထမ်းလိုက်တာနဲ့ပတ်သက်ပြီးစီရီယံဘုံမှုဆွေတော်ကိုမြို့တော်ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့အရင်2020ရွေးကောက်ပွဲတုန်းကအများယုံကြည်လေးစားခြင်းခံရတဲ့ ပုဂ္ဂိုလ်အ ਨੇ ဆုံး၃ဦးကိုကော်မရှင် အစစ်စစ်မှထည့်သွင်းဖွဲ့စည်းရတယ်လို့တည်ထားပါတယ်။ညီပြင်းမှာလည်းမြို့နယ်ရွေးကော်အဖွဲ့မှာမြို့ခံလူလူယုံကြည်လေးစားတဲ့သူတွေပါဝင် ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။အဲ့ဒီအထက်ကမှဥက္ကဋ္ဌတ ữu ပြန်ရွေးတာပေါ့။အခုကဝန်ထမ်းတွေပါဥက္ကဋ္ဌဖြစ်မယ်ဆိုတော့တရားမျှတမှုရှိပါမလားစဉ်းစားစရာဖြစ်တာပေါ့။ဝန်ထမ်းဆိုတာကအစင်းစင်သောတက်ဆိုင်ရာဌာနတွေရဲ့ညွှန်ကြားချက်အတိုင်းလုပ်ရတာလေဒီလိုပြင်ဆင်တဲ့ဥပဒေအရာ စစ်ကောင်စီကမဲလိမ်ပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့အာဏာသိမ်းပြီးကိုယ်တိုင်ကမယိုးမသားနဲ့မဲနိုင်အောင်လုပ်ဖို့ပြင်ဆင်နေတာလို့ပြောလို့ရပါတယ်လို့မြို့တော်ကပြောပါတယ်။အရင်ဥပဒေမှာကော်မရှင်အနေနဲ့ကော်မရှင်အဖွဲ့ဝဲအစင်းစင်းကိုဖွဲ့စည်းရမှာအများယုံကြည်လေးစားခြင်းခံရတဲ့ပုံကိုအ ਨੇ စုံ၃ဦးနဲ့ဖွဲ့စည်းရမှာဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ဝင်တွေကနေတအူးကိုဩက္ကဋ္ဌအဖြစ်ခန့်အပ်တာဝန်ပေးရမှာဖြစ်ပြီးတက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အရာရှိကို အတွေ့အကြုံအဖြစ်တာဝန်ပေးရရမယ်အပြင် လိုအပ်ရင်နိုင်ငံဝန်ထမ်းတွေကိုပါအဖွဲ့ဝင်တွေအဖြစ်ထည့်သွင်းဖွဲ့စည်းနိုင်တယ်လို့ပြထန်းခဲ့တာဖြစ်ပါတယ်။အခုပြင်ဆင်ပြထန်းလိုက်တဲ့ဥပဒေအရရေကပွဲကော်မရှင်အဖွဲ့ခွဲအစည်းအဝေးဖွဲ့စည်းရမှာဥက္ကဋ္ဌရာထူးကိုအများယုံကြည်လေးစားခြင်းခံရသူတွေအပြင်နိုင်ငံဝန်ထမ်းတွေကိုလည်းတာဝန်ပေးရနိုင်မှာပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတရားရုံးကဒေါင်ဆန်းစုကြည်ကိုအမှုစစ်ဆေးချိန်ထွက်ဆိုချက်တချို့ပေါက်ကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီတရားရုံးက2021ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာဒေါင်ဆန်းစုကြည်ကိုအမှုစစ်ဆေးချိန်ထွက်ဆိုချက်တချို့ပေါက်ကြားခဲ့တာကိုဆိုရှယ်မီဒီယာလူမှုကွန်ရက်ဆာမျက်နှာတွေမှာတွေ့မြင်နေရပါတယ်။ဒေါင်ဆန်းစုကြည်ရဲ့မွေးနေ့မတိုင်ခင်တရက်အလို့ဇွန်လ18ရက်နေ့ကလည်းတရားရုံးနဲ့အချုပ်ထောင်ရုပ်တံမှတ်တမ်းတချို့ကို ဂါရီယန်သတင်းဌာနကတစင်ပေါက်ကြားလာခဲ့တာကို တွေ့ရပါတယ်။အခုထပ်မံပေါက်ကြားလာတဲ့အမှုစစ်ဆေးချိန်ထွက်ဆိုချက်ဟာဒေါန်ဆန်းစုကြည်ကိုတိုင်လက်မှတ်ရေးထိုးထားတဲ့စာမျက်နှာ၅ခုပါထွက်ဆိုချက်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။အမှုမေးမြန်းချက်အရ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကဥဝင်ထိန်ထုတ်ပြန်ခဲ့တဲ့ပြည်သူ့တို့ပန်ကြားချက်အကြောင်းဒေါန်ဆန်းစုကြည်ကိုမေးမြန်းထားတာဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေကဒီစာကိုတတ်သိခံအဖြစ်တင်ထားတာမရှိတဲ့အတွက် မင်းမြန်းနာကိုကောက်ကွက်ကြောင်းဖော်ပြထားပါတယ်။ဒါအပြင် CRPH, NUG နဲ့ PDF တို့နဲ့ပတ်သက်ပြီးမင်းမြန်းထားသလို Share NND, NND ဖြစ်ဖို့အကြောင်းတွေကိုလည်းမင်းမြန်းထားတာဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့တမတအူဝင်းမြင့်တို့ကို NUG မှာပါဝင်နေတဲ့အကြောင်းတွေကိုလည်းမင်းမြန်းထားတာကိုတွေ့ရပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေကဒီမေးခွန်းနဲ့မမင်းမြန်းတင်ကြောင်းရှောက်ထားခဲ့တယ်လို့စစ်ကောင်စီဘက်ကရှေ့နေတွေကလည်းမင်းမြန်းတင်ကြောင်းပြန်လည်ရှောက်ထားကြပါတယ်။ ဖြေးချားတင်နေဆိုတဲ့ဆုံးဖြတ်ချက်ချတဲ့မိကုန်းတွေအတွက်ဒေါန်ဆန်းစုကြည်ကပြန်လည်ဖြေးချားထားတာကိုတွေ့ရပြီးအများစုကိုမသိရှိကြောင်းဖြေးချားထားပါတယ်။အခုလိုပေါက်ကြားလာတဲ့ထွက်ဆိုချက်စာကို NND စတင်ဖွဲ့စည်းခြင်းကလေးကအမာခံတအူးအဖြစ်ပါဝင်ခဲ့တယ်။မဆန်းမော်ကသူ့ရဲ့ Facebook မှာဒေါန်ဆန်းစုကြည်အတွက်အမတ်တရမွေးနေ့လက်ဆောင်ဆိုပြီးမနေ့ကဇွန်လ19ရက်နေ့ဒေါန်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မှာတင်ထားခဲ့တာလည်းဖြစ်ပါသေးရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထိတဲ့တိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။သခိုင်းတိုင်းအရာတော်မြို့နယ်မှာဇွန်လ19ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထိတဲ့တိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးခဲ့တယ်လို့ငွေရင်း Revolution 4ကမနေ့ကသတင်းထုတ်ပြန်ထားပါရယ်။အရာတော်မြို့နယ်ငွေရင်းပြည်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထိတဲ့လက်ထုံထွက်ချိန်မှာတော်လိုင်းရေးတပ်ဖွဲ့တွေကခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ငွေတွင် Revolution 4ရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။ငွေတွင်လက်နက်ကိုင်ပြစောတီဖြိုးဦးကိုတော်လရေးတပ်ဖွဲ့တွေကနေရာမှာပဲရှင်းလင်းခဲ့ပြီးပြစောတီတင်ချုံမှာလည်းညနာတချံကြီးမှန်ထားကဒဏ်ရာပြင်းထန်တဲ့အတွက်စခန်းပြန်ရောက်ချိန်မှာသွေးထွက်လွန်ပြီးသေဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်။ငွေရင်းပြည်သူစစ်တွေကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုရှင်းလင်းကအလောင်းကောက်ပြီးငွေရင်းစခန်းတွေကိုပြန်လည်ဝင်ရောက်သွားကြောင်းမြေပြင်ရဲဘော်အများရဲ့ပြောကြားချက်အရာသိရှိရတယ်လို့ဆိုထားပါတယ် အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်27တရင်တိုက်နယ်9037နေကံမဟာမိတ်အဖွဲ့တွေကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတနတ်တလက်လွယ်အိတ်တလုံးလေးခွဖုံးတလုံးဓာတ်တချောင်းနဲ့နွားနှက်ကောင်တို့ကိုတိတ်စီရမိကြတယ်လို့သိရှိရပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းသခိုင်းတိုင်းအတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်တာတွေကြောင့်ထိခိုက်ဒိဆုံးမှုတွေရှိသလိုအေအားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေကြောင့် ဒေသခံပြည်သူအများအပြားဟာစိတ်ပိတ်ရှောင်နေကြရတယ်လို့စုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ကလည်းငွေရင်းပြူစခန်းမှာအရာတော်မျိုးကိုရိတ်ခတ်တဲ့ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ပြူစော်တီစစ်ကြောင်းကိုတော်လေးတပ်ဖွဲ့တွေကနှစ်ဖက်ညှက်ပြီးတိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့စစ်မှုထမ်းပဲပေါက်သူတွေထွက်ပြေးလို့အင်တော်စုစီရင်တွေတောင်းပြီးကြန့်ရှိတဲ့သူတွေကိုဖမ်းဆီးသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ARD အတိုင်းပန်းနတော်မြို့နယ်မှာစစ်မှုထမ်းပဲပေါက်သူတွေထွက်ပြေးသွားလို့အင်တော်စုစီရင်တွေတောင်းပြီးကြန့်ရှိတဲ့လူတွေကိုဖမ်းဆီးသွားခဲ့တဲ့ဖြစ်စဉ်ဇွန်လ19ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ရုံတော်အုပ်စုတွေကညောင်တရာကြီးပါ၊ရွာသားကြီးကြီးပါနဲ့ကန်စုကြီးပါတွေမှာစစ်မှုထမ်းအတွက်မဲပေါက်ခဲ့တဲ့သူတွေဟာထွက်ပြေးလွတ်မြောက်သွားတာကြောင့် မြို့နယ်အုပ်ချုပ်ရေးကောင်စီကအိမ်အောင်စုစီရင်နေတောင်းပြီးကြန့်ရှိတဲ့သူတွေကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်။ညောင်တရကြီးပါရွာသားကြီးကြီးပါနဲ့ကန်စုကြီးရွာကလူတွေတရွာဆယ်ရောင်နှုန်းနဲ့ခေါ်သွားတာ။ဝဲတော်အုပ်စုမှလည်း9လပိုင်း22ရက်နေ့ကမဲပေါက်တဲ့အယောက်30ကိုရွာလူကြီးကပတ်စံ350ပေးပြီးရွာသားတွေကိုမခေါ်ဖို့အထက်ကိုပြောပေးခဲ့တာ။အခုလာမဲ့9လပိုင်းကြာရင်အဲ့ဒီဝဲတော်အုပ်စုတွေက အသက်16နှစ်အထက်လူငယ်တွေကိုသူတို့လိုတလောက်ခေါ်သွားမယ်လို့မြို့နယ်ကရွာလူကြီးကိုပြောထားတယ်လို့ဂျာကန်တဦးကမြို့တော်ကိုပြောပါတယ်။တက်ကဲကုန်ကြီးရွာမှာလည်းတိုင်ကိုစစ်မှုထမ်းအတွက်တလောက်ကို3000အထိလာစဉ်ကောက်နေပြီးစစ်သားတွေကအရဲဝတ်နဲ့ရွာတိုင်းကလူငယ်တွေကိုလိုက်လံဖမ်းဆီးနေပေမဲ့ကြီးရွာအုပ်ချုပ်ရေးမှုတွေကမတိသလိုနေနေကြတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ အစ္စရေးကအမေရိကန်အကူအညီမပါဘဲအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနေရာတွေကိုဖျက်ဆီးနိုင်ကြောင်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟူဟာအစ္စရေးနိုင်ငံဟာအမေရိကန်အကူအညီမပါဘဲအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနေရာအလုံးကိုတိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ဆွမ်းအားရှိတယ်လို့ပြောဆိုလိုက်ပါတယ်။မနေ့ကဇွန်လ19ရက်နေ့မှာပြုလုပ်တဲ့ရုတ်တံမင်းမြန်ကတခုမှသူကအခုလိုပြောကြားလိုက်တာပါ။ ဖော်ရိုမာရှိတဲ့ယူရေနီယံတုံးမြင့်ဆက်ယုံကို အမေရိကန်ပါဝင်မှုရှိရှိမရှိရှိတိုက်ခိုက်နိုင်မလားဆိုတဲ့မေးခွန်းအပေါ်ငါတို့မှာသူတို့ရဲ့နျူကလ িয়ার စီမံကိန်းနေရာအလုံးကိုဖျက်ဆီးနိုင်တဲ့အင်အားရှိပါတယ်လို့သူကပြန်လည်ဖြေကြားခဲ့ပါတယ်။ဖော်ရိုမာရှိတဲ့ဆက်ယုံကတော့အီရန်နိုင်ငံအလဲပိုင်းတောင်ကြားဒေသကမြေအောက်80မီတာအနက်မှာတည်ရှိတယ်လို့ဆိုပါတယ်။အမေရိကန်အစိုးရကလည်းအစ္စရေးဘက်ကတောင်းဆိုမှုအရစီရင်လှုပ်ရှားမှုလုပ်ဖို့နဲ့ ဟော်ရိုကနျူကလ িয়ার ဆက်ရုံကိုဖျက်ဆီးနိုင်မဲ့ဘန်ကာပတ်စတာဘုံးတွေသုံးဖို့စဉ်းစားနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။အမေရိကန်သတင်းဝက်ဆိုက် ASIO ကတနင်္လာနေ့ကဖော်ပြခဲ့တဲ့သတင်းတွေအရာအစ္စရေးဘက်ကတမာယိုးကြဘန်ကာပတ်စတာဘုံးမလို့ပဲဟော်ရိုဆက်ရုံကိုတော်တော်များများဖျက်ဆီးနိုင်မဲ့ဆွာအားရှိတယ်လို့အစ္စရေးအစိုးရသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။အဲ့ဒီသတင်းရင်းမြစ်တွေရဲ့အဆိုအရာလွန်ခဲ့တဲ့စက်တင်ဘာလမှာအစ္စရေးကစီးရီးယားမှာရှိတဲ့မြေအောက်ဒုံးကျည်ဆက်ရုံတစ်ခုကို မျှော်လင့်မထားတဲ့တိုက်ခိုက်မှုတစ်ခုပြုလုပ်နိုင်ခဲ့ကြောင်းဒါကြောင့်ဘန်ဂါဘတ်စတာမတုံးမဲလဲဖော်ရိုကိုတိုက်ခိုက်နိုင်မယ်လို့ပြောဆိုတာဖြစ်ပါတယ်ဒေါ်နေထွန်းကတော့ဇွန်လ19ရက်နေ့မှာအီရန်ကို စစ်စစ်ရေးလုံးမလုံးဆိုတာကိုရတရပတ်နှစ်ပတ်အတွင်းဆုံးဖြတ်မယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်ရှင်။ယူရိုရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ထူခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပြီးမှမို့ယူရိုရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ ပြည်သူများအလုံးကိုစိတ်နှဖျားချမ်းမှချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရနေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်